ကဲကလေးတို့ရေအခုပြောပြပေးမှာကတော့မြန်မာနိုင်ငံမှာ20နှစ်တိုင်းဒီဇင်ဘာလပြည့်ကျော်10ရက်နေ့မှာကြာရောက်တဲ့အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအချင်းချုပ်ကိုဘ ഹു ဒုဒယပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသားနေ့ဟာမြန်မာနိုင်ငံရဲ့နေတူးနေ့မြကြီးထဲမှာတစ်နေ့အပအဝင်ဖြစ်ပါတယ် မျိုးသားနေဆိုတာတကယ်တော့အမျိုးသားယောက်ျားလေးဆိုတဲ့ဟာကိုရင်းညွှန်းတာမဟုတ်ပါဘူးမြမလူမျိုးမြမတမျိုးသားလားမြမတိုင်းသားတွေအမျိုးအဆွေအမျိုးအနွယ်တွေရဲ့နေလို့အတိတ်ပဲအနေနဲ့အမျိုးသားနေလို့ခေါ်ကြတာပါမျိုးသားနေဘယ်လိုဖြစ်ပေါ်လာလဲအဲ့တော့မျိုးသားနေဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့နေချက်အင်္ဂလိပ်တို့ရဲ့လက်အောက်မှာပညာသင်ကြားနေကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကျွန်းပညာရေးစနစ်ကိုစန့်ကျင်တော်လှန်တပိတ်မောက်ရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာ1920ခုနှစ်ရောက်သည့်အထိတက္ကသိုလ်ဆိုတာမရှိခဲ့ဘူးပါဘူး။အိန္ဒိယနိုင်ငံမှာရှိတဲ့ကလကတ္တတက္ကသိုလ်ရဲ့လက်အောက်ခံအဖြစ်ဖွင့်ထားတဲ့ရန်ကုန်ကောလိပ်နဲ့ယူတတန်ဂျဆမ်ကောလိပ်တို့ပဲရှိပါသေးတယ်။အဲဒီတော့ကတက္ကသိုလ်ကျောင်းသားတွေကငါတို့မြန်မာနိုင်ငံမှာပညာရေးအမြင့်ဆုံးကျောင်းဆိုလို့ကောလိပ်ပဲရှိသေးတယ်။တက္ကသိုလ်ရဲ့လို့မရှိဘူး။ဒီတော့တက္ကသိုလ်တက်ချင်ရင်နိုင်ငံခြားကိုတွတ်တက်ရမယ်။ နိုင်ငံသားကိုတွတ်တရမှာဆိုတော့ပတ်စံတအားချမ်းသာတဲ့သူတွေရဲ့သားသမီးတွေပဲတက်နိုင်မှာအဲ့ဒီလိုဆိုတော့မြန်မာလူငယ်အများစုကတက္ကသိုလ်ပညာကိုဆက်လက်သင်ယူခွင့်မရကြတော့ဘူးအဲ့ဒါကြောင့်ဒီသူလူထုကမြန်မာနိုင်ငံမှာတက္ကသိုလ်ဖွင့်ပေးဖို့အတွက်အင်္ဂလိပ်အစိုးရကိုတောင်းဆိုခဲ့ကြပါတယ် အင်္ဂလိပ်ဆိုရကလည်းပြည်သူလူထုရဲ့တောင်းဆိုချက်တွေကြောင့်တက္ကသိုလ်ဖွင့်ပေးရတော့မယ်ဆိုတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အဲ့ဒီအခါတကယ်လို့တက္ကသိုလ်ဖွင့်လိုက်ရင်လည်းမြန်မာပြည်မှာပညာဓာတ်တွေများလာမယ်။ပညာဓာတ်တွေများလာရင်အသိဉာဏ်တွေပွင့်ပြီးတော့သူတို့အင်္ဂလိပ်ဆိုရကိုတော်လန်ဆန့်ကျင်လာနိုင်တယ်။အဲ့ဒီတော့သူတို့ကိုမတော်လန်နိုင်အောင်ပညာဓာတ်နဲ့အောင်လှုပ်ထားရမယ်ဆိုပြီးတော့မြန်မာတွေတက္ကသိုလ်ကိုတိတ်မတက်နိုင်အောင်တက္ကသိုလ်ဥပဒေကိုတင်းတင်းကြပ်ကြပ်လှုပ်ထားမယ်ဆိုပြီးတော့အင်္ဂလိပ်ဆိုရက1920ခုနှစ်မှာအလွန်တင်း ကျက်တယ်ဆိုရက်တက္ကသိုလ်ဥပဒေကိုရေးဆွဲခဲ့ပါတယ်။အဲ့ဒီတက္ကသိုလ်ဥပဒေကျမ်းမှာပါရှိတဲ့အချက်တွေကတော့နံပါတ်1မြမပြည်မှာတက္ကသိုလ်တစ်ခုတည်းပဲထားရှိရမယ်။အဲ့ဒီတက္ကသိုလ်လက်အောက်မှာလည်းကောလိပ်ကျောင်းတစ်ကျောင်းလည်းပဲရှိရမယ်။အပတ်နဲ့ကောလိပ်ကျောင်းမှာပညာသင်ကျင်းသူတွေကလည်းကျောင်းအိမ်ကျောင်းစားဖြစ်ရမယ်။အဲ့ဒါအပြင်နံပါတ်3တက္ကသိုလ်ဝင်စာမှုပဲမထားတော့ဘဲနဲ့အစိုးရကနေပြုလုပ်တဲ့ high school final လို့ခေါ်တဲ့ဆယ်တန်းစာမှုပဲအောင်ရမယ်။အဲ့ဒါအပြင်နောက်ထပ် အင်္ဂလိပ်နဲ့တခြားဘာသာရပ်တစ်ခုခုမှလည်းတူတူဂျွန်ဂျွန်အောင်မှတက္ကသိုလ်ဝင်ရမယ်တဲ့။နံပါတ်၄ ဂုံတူးတန်းနဲ့ဝိဇ္ဇာပွဲတန်းမှာတခါတည်းဖြည့်ပြီးတော့မအောင်ခဲ့ရင်နောက်ထပ်တစ်ကြိမ်ပြန်ပြီးတော့ဖြည့်ဆိုးခွင့်မရှိဘူးတဲ့။ဒါပန်က high school final လဲအောင်တယ်။အင်္ဂလိပ်နဲ့တခြားဘာသာရပ်တစ်ခုမှလည်းထူးထူးကျွတ်ကျွတ်အောင်ပြီးတော့တက္ကသိုလ်ဝင်ခွင့်ရရှိပေမဲ့တက္ကသိုလ်ပညာရပ်တွေကိုကောင်းမွန်စွာလိုက်နာဖို့အတွက်ပြင်ဆင်မှုအတန်းမှာတင်းနဲ့နေရအောင်မယ်တဲ့။ဒါပတ်ချက်အဲ့လိုပြင်ဆင်မှုအတန်းမှာတင်းနဲ့နေပေမဲ့နှစ်ကုန်တဲ့အခါမှာတက္ကသိုလ်ပညာရပ်တွေကိုလိုက်နာဖို့အရေးချင်းမရှိသေးဘူးဆိုပြီးတော့သူတို့ကတတ်မှတ်ရင်လဲတက္ကသိုလ်ပညာ ကိုဆက်ပြီးတော့ပြင်ခွင့်ရမှာမဟုတ်ပြန်ဘူးတဲ့အဲ့လိုမြမတွေကိုဖိနှိပ်ချိုးနေပြီးတော့တစ်ဖက်သက်တင်းတင်းကြပ်ကြပ်ရေးဆွဲထားတဲ့တက္ကသိုလ်ဥပဒေကိုចောင်းသားတွေကလည်းသဘောမကျတယ်လို့အပြင်းအထန်ကန့်ကွက်ကြပါတယ်ပညာတတ်ဖြစ်အောင်မရည်ရွယ်တဲ့ဘက်နဲ့သူတို့အစိုးရခိုင်းကောင်းယုံတာတင်ပေးမဲ့ကျူပညာရေးစနစ်ကိုအကောင့်ထဲပေါ်တဲ့အဲ့ဒီဥပဒေကိုမြမပြည်သူလူထုတရက်လုံးကကန့်ကွက်ခဲ့ကြပါတယ် ကျောင်းသားကျောင်းသူတွေနဲ့အများပြည်သူလူထုတို့တခဲနဲ့ကန်းကွက်နေတဲ့ကြားထဲကပဲအဲဒီဥပဒေကို အတည်ပြုလိုက်တဲ့အခါမှာရန်ကုန်တက္ကသိုလ်တက်မဲ့ကျောင်းသားကျောင်းသူတွေနဲ့ ယုဒတန်ကောလိပ်ကအကြောင်းသားအကြောင်းသူစုစုပေါင်း400ကျော်လောက်ဟာအဲ့ဒီနေ့ဒီဇင်ဘာ6ရက်စနေနေ့နေ့လယ်တနာရီမှာဗဟန်းရဲ့ရွှေကျင်ကျောင်းတိုက်ဆရာတော်ဦးအရိယရဲ့အကြောင်းမှာပထမဆုံးအကြိမ်အစီအွေကျင်းပခဲ့ကြပါတယ်။အဲ့ဒီအစီအွေမှာသူတို့ရေးဆွဲထားတဲ့ဥပဒေဟာကျောင်းသားတွေအတွက်မျက်နာစိမ်မဲ့အချက်တွေအများကြီးပါတယ်။အဲ့ဒီမျက်နာချက်တွေကိုဖြေလျှော့ပေးဖို့တောင်းဆိုကြမယ်။တောင်းဆိုချက်တွေကိုမရမချင်းတက္ကသိုလ်မတက်ဘဲတပေးမောက်ကြမယ်ဆိုပြီးတော့သဘောတူခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့1900 1920ခုနှစ်ဒီဇင်ဘာလ9ရက်1282ခုနှစ်ဒဇမုံလပြည့်ကျော်10ရက်နေ့မှာတက္ကသိုလ်တပိတ်ကြီးစတင်ဆင်းရဲခဲ့ပါတော့တယ်တက္ကသိုလ်တပိတ်ဆိုတာတက္ကသိုလ်ကနေចောင်းသားတွေကចောင်းထွက်ပြီးတော့ သူတို့ရဲ့တောင်းဆိုချက်တွေစာနာတွေကိုလိုက်ရောပေးမှအကြောင်းပြန်တက်မယ်လို့ဆိုလိုတာပါသူတို့တွေဟာပြင်းလို့အကြောင်းမတက်ချင်လို့တက္ကသိုလ်ကနေထွက်ခဲ့တာမဟုတ်ပါဘူးအနာဂတ်မျိုးဆက်အတွက်ပါရည်ရွယ်ပြီးတော့ကျူပညာရေးဆက်နက်ကိုမလိုလားတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။တပိတ်မောက်ကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာကျောင်းပြီးလို့ဖွဲ့ရတဲ့အခါမျိုးအုံမျိုးပိုင်းစသဖြင့်အရာရှိတွေဖြုတ်ကြမှာပါ။ဒါပေမဲ့သူတို့ကအဲ့ဒီယာဒူးခုံတွေကိုမမတ်မောပဲကိုကျူးစည်းဘွားအတွက်မငဲ့ကွယ်ဖဲနဲ့ကျူပညာရေးဆက်နက်ကိုမလိုလားတဲ့အတွက်ငွေချေအစိုးရ ရဲ့အနိုင်ကျင့်မှုတွေကိုအမျိုးသားရေးစိတ်ဓာတ်နဲ့ဆန့်ကျင်တော်လှန်ကတပိုင်မောက်ခဲ့ကြတာဖြစ်ပါတယ်။ တပိတ်မောက်ចောင်းသားចောင်းသူတွေဟာအစာဆင်းရဲအနေဆင်းရဲတဲ့အချိန်မငင်းမညူအလျှော်မပေးဘဲနဲ့တပိတ်တိုက်ပွဲကိုဆက်လက်ဆင်းရဲကြတဲ့အခါအဲ့ဒီတဲ့ရင်ဟာတပတ်အတွင်းမှာပဲတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးတော့ကောလိပ်ចောင်းသားចောင်းသူတွေတာမကမြမပြည်အရေးရကចောင်းသားចောင်းသူတွေကလည်းသက်ဆိုင်ရာចောင်းတွေကိုတပိတ်မောက်ကြပါတော့တယ်အဲ့လိုចောင်းသားတူတရလုံးကတပိတ်မောက်လာကြတာဟာရက်20ကျော်25ရက်ခန့်ကြာလာတဲ့အချိန်အင်္ဂလိပ်အစိုးရကတက္ကသိုလ်ဥပဒေကိုចောင်းသားတွေဂျီနက်လောက်တိအထိ မပြင်းပေးတဲ့အတွက်ရန်ကုန်မှာအမျိုးသားကောလိပ်တွေပေါ်ပေါက်လာပြီးတော့မြို့နယ်အသီးသီးမှာလည်းမြို့သားကျောင်းတွေပေါ်ပေါက်လာပါတယ်။ပြည်သူလူထုတရက်လုံးကလည်းထောက်ခံအားပေးပြီးတော့အမျိုးသားကျောင်းတွေဖွင့်လှစ်နိုင်ရေးအတွက်ဝိုင်းဝန်းကူညီပေးကြခဲ့တဲ့အခါမှာမြို့သားကျောင်းပေါင်း90ကျော်ခန့်ထွက်ပေါ်လာပါတော့တယ်။အဲဒီအမျိုးသားကြောင့်မှာအမျိုးသားရဲ့စိတ်ဓာတ်နှိုးကြစေဖို့အတွက်မြမစာပေနဲ့မြမသမိုင်းကိုပို့ပြီးတော့အလေးပေးတင်ကြခဲ့ကြပါတယ်။ မျိုးသားเจ้าမှာစာပေတင်ကြတဲ့သူတွေကိုမျိုးချစ်စိတ်တဲ့ထည့်သွင်းတင်ကြပေးပြီးတော့နေချစ်ကိုလိုနီလက်အောက်ကနေလွတ်မြောက်ရေးကိုပါရှိရခဲ့ပါတယ်။အမျိုးသားပညာရေးရဲ့နောက်ဆုံးရည်ရွယ်ချက်ဟာအမျိုးသားလွတ်မြောက်ရေးမြမလူမျိုးတို့အင်္ဂလိပ်လက်အောက်ကနေလွတ်မြောက်ရေးလို့ကြေညာခဲ့ပါတယ်။မျိုးသားเจ้าတွေပေါပေါလာတာဟာကိန်းအောင်နေတဲ့မြမတွေရဲ့မျိုးချစ်စိတ်တဲ့ကိုလိုချာပေါက်ဖွားလာခဲ့ပါတယ်။မျိုးသားเจ้าတွေကနေပြီးတော့မျိုးချစ်ခေါင်းဆောင်တွေပေါပေါလာခဲ့တယ်။မြမလူမျိုးတွေကိုစာတီသွေးစာတီမှန်တက်ကြွရှင်သန်စေခဲ့ပါတယ်။ခမီတိုးတက်တဲ့တိတ် က်ပံ့ပညာဝိဇ္ဇာပညာတွေကိုစီပူးနိုင်ခွင့်ရရှိကြတယ်။အဲဒီတပိတ်မောက်ကြောင့်လားကြောင့်သူတွေဟာနောက်အခါဒုဗမာအစီယုံအဖြစ်ဆန်းဆန်းတမန်ပါရှိလာပုံတွေကတက်တည်ရှိနေပါတယ်။မျိုးချစ်လူငယ်တွေပြည်သူ့ရွေးတော်ပုံပါတီတွေမှာပါပါဝင်ခဲ့ပြီးတော့မျိုးသားလက်မြောက်ရေးတိုက်ပွဲတွေအထိပါဝင်ဆောင်ကျက်ခဲ့ကြတာဟာလည်းတမိုင်းတက်တည်အဖြစ်တည်ရှိနေပါတယ်။မျိုးသားအောင်ဝဲနေကိုဘယ်လိုရွေးချယ်သွားလဲဆိုတာကိုလည်းပြပြချင်ပါသေးတယ်။ မြို့သားအောင်ပွဲနေ့ကိုရွေးချယ်ကြတဲ့အခါမှာတချို့ကဆရာတော်ဥဒ္ဓမထောင်ကြတဲ့နေ့ကိုရွေးချယ်ခြင်းကြတယ်။တချို့ကတော့တီဘုံမင်းနန်းကြတဲ့နေ့ကိုမြို့သားအောင်ပွဲနေ့ဖြစ်ရွေးချယ်ကြတယ်။နောက်ဆုံးမှာတက္ကသိုလ်တပိတ်မောက်ចောင်းသားចောင်းသူတွေတက္ကသိုလ်တပိတ်ចောင်းသားအမျိုးသားចောင်းတွေတနိုင်ငံလုံးပေါ်ပေါက်ခဲ့တာ။အဲ့ဒီနေ့ဟာမြမရွေးရဲ့စာတိမံကိုပြတဲ့နေ့ပဲ။တက္ကသိုလ်တပိတ်ចောင်းသားတနိုင်ငံလုံးအမျိုးသားရေးစိတ်တဲ့နှိုးကြလာတာ။အဲ့ဒါကြောင့်တက္ကသိုလ်ចောင်းသားတွေတပိတ်စားမောက်တဲ့နေ့ကိုအမျိုးသားအောင်ပွဲနေ့အဖြစ်တတ်မှတ်က ကျင့်ပါတာဖြစ်ပါတယ်။အဲ့ဒီနေ့ကိုမြမာရရဲ့နေဒူးနေ့မြတ်အဖြစ်အမျိုးသားအောင်ပွဲနေ့အဖြစ်နှစ်စဉ်ဒီဇင်ဘာလပြည့်ကျော်စာရင်းတွေကိုတက်မှတ်ပြီးတော့ကျင့်ပါတာဟာဒီကနေ့ထိတိုင်းဖြစ်ပါတော့တယ်။